မင်္ဂလာပါခလေးတို့ရေဒီနေ့ဖပြမယ်ပုံမြင်လေးရတော့နေရှာဟိုးရှိရှိတုန်းကမန်ယာပြည်ကြီးကိုအုပ်စုတဲ့ဘရင်မင်းကြီးမှာတားတော်ခုနှစ်ပါးရှိတဲ့ကွယ်မင်းကြီးဟာတားတော်တွေကိုတက်မြောက်အပ်တဲ့ပညာရက်တွေကိုတင်ကြားပေးထားတဲ့ ဒါအပြင်မင်းจิตတရားနဲ့အညီနေထိုင်တတ်ဖို့လေအမြဲတမ်းဆုံးမမှားကြတဲ့တနေ့မှာတော့အကိုအကြီးဆုံးဖြစ်သူဟာနောက်ပါရင်းနဲ့အတူတော်လေထွက်သွားတဲ့တော်လေထွက်တယ်ဆိုတာတော်ကစားထွက်တာကိုပြောတာตาကောင်းလေးတွေလိုက်ဖမ်းမယ် ဒီလိုသွားရင်းနဲ့ဘယ်တော်တဲ့ကိုရောက်မှန်းမသိရောက်သွားခဲ့တာပေါ့တောနဲ့ရဲ့တနေရာမှာတပင်တကိုင်းတွေဟာလှေကမ်းတည်တည်တဖွဲဖြစ်နေတာကို မင်းသားဟာအံ့ဩစွာ တွေ့မြင်လိုက်ရတဲ့ဒီတော့မင်းသားအကြီးဆုံးကလည်းနောက်ပါတွေကိုအံ့ဩစွာမြင်ကွင်းပါလားဟေ့ လေကားတွေရဲ့အဆုံးမှာဘာတွေရှိနေနိုင်တယ်လဲမသိဘူးဒီလိုမေးလိုက်တဲ့ဒီတော့နောက်ပါတွေကမသိနိုင်ပါအရှင်မင်းသားတိလို့ပြန်ရှောင်းတင်ကြတဲ့မင်းသားလဲတိလို့စိမ့်နေတပင်တကိုင်းလှေကားထစ်တွေအပေါ်တက်လန်လိုက်တဲ့ကွယ် တက်ရင်တက်ရင်အမြင့်ကိုရောက်မယ်မသိရောက်လာတာပေါ့နောက်လိုက်ငယ်သားတွေကတော့မောပန်းနာနဲ့လင်ကားတစ်တစ်ထိုင်တိုင်းမှာကြံ့ကြံ့ခဲ့ကြတဲ့ကွယ်ခொနဲ့ထင်းမြောင်တက်ကန်ကြီးကို လုံမြောင်လာချိန်မှာတော့ဂူကြီးတစ်လုံးနဲ့ဝင်းပေါင်းတစ်ခုကိုမင်းသားကတွေးလိုက်ရတာပေါ့ နောက်ပါတွေကတော့စမလိုက်နိုင်ကြလို့ကြံခဲ့တာပေါ့ကူအတွင်းကပြ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 အရောင်တွေကလည်းကူအပြင်ကိုရှန့်ထွက်နေတာကြောင့်မင်းသားဟာတိလို့စိတ်တွေပုံများလာခဲ့တယ်။ဒါကြောင့်ကူအတွင်းကိုလှလှမြဲမြဲမဲဝင်လိုက်တဲ့။ကူအတွင်းမှာအဖို့တန်ရတနာတွေစုပေါင်းနေတဲ့။ ယရနာတွေနဲ့အတူ လူရိုးချောင်းတွေဟာလည်းနေလျောင်းနေတာပေါ့ချေတနာတွေစီချေထားတဲ့ကလစ်ထိုင်သလုံးမှာလူရိုးချောင်းတစ်ခုဟာ ထိုင်နေပုံနဲ့ရှိနေတဲ့မင်းသားလေးဒီလူတွေဟာယတနာတွေကို လူရင်အချင်းချင်းတပြန့်ကြတာဖြစ်မယ်လို့တွေးဆလိုက်မိတယ် မင်းသားဟာယေသနာထိုင်ကုန်းပေါ်မှာအယူကြောက်တွေကိုဖယ်ရှားလိုက်ပြီးအမောပြေထန်လိုက်တာပေါ့ထိုင်ကုန်းနဲ့ကလေးရှိတဲ့ဇပွဲပေါ်ကယေသနာတချို့ကိုလည်းလှမ်းယူလိုက်တယ်ယေသနာတွေကို သူ့ကိုယ်မှာဆွဲရင်ညားလိုက်တဲ့ယေသနာတွေဒီယေသနာတွေနဲ့ငါဘာသာငါတိုင်းပြည်တစ်ခုကိုထူထောင်လို့ရတယ် မင်းနာဒီလိုလောဘစိတ်နဲ့တွေးလိုက်မိတဲ့လောဘစိတ်ဖြစ်ပေါ်လာတဲ့ခဏမှာပဲခန္ဓာကိုယ်မှာအမွှေးတွေထွက်လာတာကိုမင်းသားကတွေးလိုက်တယ်။သူ့နှခမ်းကလည်းအဆင်မပြေဖြစ်နေတာပေါ့။ဒါကြောင့်သူဟာသူ့ရဲ့နှခမ်းတဝိုက်ကိုပုတ်တက်ကြည့်လိုက်တော့ဟာအဆွေတွေထွက်နေပါလား။ ဘေးဘီကိုလှည့်ကြည့်လိုက်မှမှန်တွေရဲ့ပုံရိပ်မှာသူဟာအဆွဲထွက်နေတဲ့ဘလူးတစ်ကောင်ပုံဖြစ်သွားကြောင်းတွေ့လိုက်ရတယ်။မင်းသားလေးယတနာတွေကိုဆွဲရင်ကူဝါကိုထွက်ခဲ့တာပေါ့။ ကူဝကိုလည်းရောင်ရုံအမိလိုက်လာတဲ့နောင်လိုက်ငယ်သားတွေကမင်းသားကိုမင်းသားလို့မမြင်တော့ပဲဘလူးတကောင်လို့ထင်ပြီးကြောက်လန့်ပြီးစင်ပြေကြတော့တာပေါ့မင်းသားလေးကူအတွင်းကို ပြန်ဝင်ပြီးစေတနာခုံမှာထိုင်ပြီးလူမြောင်ရလန်းကို အကြံထုံးရင်ကြံ့နေခဲ့တဲ့ကွယ်နောက်ပငေသားတွေဟာမညာပြီကို ပြန်ရောက်လာပြီးမင်းသားကိုဘလူးတက်သွားကြောင်းမင်းကြီးကိုရှောက်တင်တဲ့မင်းကြီးလည်းဘလူးရံကကြီးမားလာနိုင်တာကြောင့်ဒုတိယမင်းသားကိုဘလူးရဲ့ရံကိုနှိမ်နှင်းခိုင်းလိုက်တဲ့ဒုတိယမင်းသားကလည်းနောင်တော်ကိုတပ်ဖြတ်တဲ့ဘလူးကိုနှိမ်နှင်းမှုဂူရှိရာကို ထွက်လာခဲ့တာပေါ့ မင်းသားလေးဂူတဲကိုရောက်တဲ့အခါအကိုဖြစ်သူကိုရှာပင်မဲ့မတွေ့ရဘဲယေဒနာထိုင်ကုန်ပေါ်မှာအစာပြက်ပြီးတိတ်ဆုံးနေတဲ့ဘလူးကိုသာ တွေ့လိုက်ရတယ်မင်းသားလေးဘလူးကိုတွန်ချလိုက်ပြီးယေဒနာထိုင်ကုန်ပေါ်မှာတတ်ထိုင်နေတဲ့တတော်ချမ်းသာတဲ့ဘလူးပဲဒီလိုတွင်ရင် ယတနာတချို့ကိုဆွဲယူလိုက်တယ်ဟာဟာအခုတော့လေယတနာတွေကငါးပိုင်းပစ္စည်းဖြစ်သွားပါလားဒုတိယမင်းသားဟာလောဘစိတ်နဲ့ပြောင်းလဲမိပြန်တာပေါ့ဒီတော့ဒုတိယမင်းသားဟာအကူမင်းသားလိုပဲအမွေတွေအဆွဲတွေထွက်လာတာကိုအံ့ဩစာတွေ့လိုက်ရပြန်နေတယ် ယတနာတွေကိုစွန့်ခွာလို့စိတ်မရှိတာနဲ့မင်းသားဟာယတနာထိုင်ကုန်ပေါ်မှာထိုင်ရင်အကျင့်ထုတ်နေပြန်တာပေါ့ဒုတိယမင်းသားပြက်မယောင်းလာတာနဲ့မင်းကြီးလည်းတတရားမြောင်မင်းသားကိုထမှန်စေလွတ်ပြန်တဲ့ဒီလိုနဲ့တတရားမြောင်မင်းသားလည်းပြက်မယောင်းလာပြန်မှု ါကြောင့်မင်းသားတွေတပါးပြီးတပါးလှုံးရင်အငယ်ဆုံးမင်းသားလေးအလှဲ့ကိုရောက်လာခဲ့တာပေါ့မင်းသားလေးလေအကူတွေကိုရှားရင်ဘလူးရင်ကိုနှိမ်နှင်းဖို့ဂူရှိယာကိုထွက်လာခဲ့တာပေါ့ကွယ်မင်းသားလေးလေဂူအတွင်းကို ရောက်လာပြီး အကူဖြစ်သူတွေကို ရှာပြီးမဲ့ဘလူးမမတွေ့ရပဲ လူအယိုးတွေနဲ့အတူယတနာထိုင်ကုန်ပေါ်မှာအစာပြဲပြီးတည်ဆုံးနေတဲ့ဘလူးတကောင်ကိုသာ တွေ့လိုက်ရတာပေါ့ဘလူးကိုတုံချလိုက်ပြီးယတနာထိုင်ကုန်ပေါ်မှာမင်းသားငယ်ဟာထိုင်ချလိုက်တယ်ထိုင်ချရင်းနဲ့ဒီလိုတွေးနေတာပေါ့အကိုတော်တွေဘာလို့များပျောက်သွားတာလဲ ဒီအယူတွေဟာဘလူးသက်စာခံရတဲ့ငါအကိုတော်တွေရဲ့အယူတွေများလားဒီလိုစဉ်းစားမိလိုက်တဲ့မင်းသားလေးဟာကုအတွင်းကိုလှဲ့ကြည့်ရင်အင်းတတော်ချမ်းသာတဲ့ဘလူးပဲဒါနဲ့များပါကြောင့်ငါအကိုတော်တွေကိုသက်စာရတာလေ ဒီလိုတွင်းနေပဲယဒနာတချို့ကိုဆွဲယူလိုက်မိတာပေါ့ယဒနာထိုင်ကုန်ပေါ်မှာပြန်ထိုင်ရင်အင်းနောင်တော်တို့ကိုရှာမတွေ့မဲ့အတူတူဒီယဒနာတွေကိုငာနိုင်သလောက်တည်သွားရမယ်ဒီလိုပြောလိုက်တာပေါ့အဲ့ဒီခဏမှာဘယ်မင်းသားလေးဟာ ူကိုမှာအမွေတွေအဆွေတွေထွက်လာတာကိုသတိပြုမိလိုက်တယ်။မင်းနဲ့မလေးချုပ်စရာကောင်းတဲ့သူ့ရဲ့ပုံရိပ်ကိုသူစက်တင်မြင်လိုက်မိတာပေါ့။မင်းသားလေးဟာဖြစ်စဉ်ကိုချက်ချင်းသဘောပေါက်လိုက်ပြီး နောင်တော်တွေဟာလောဘနောက်ကိုလိုက်ပါရင်ဘလူးအတွင်ကြောက်စရာကောင်းတဲ့ရုပ်ကိုပြောင်းလဲသွားတာဖြစ်မယ်လို့လည်းတွေးဆလိုက်မိတဲ့။ဒါနဲ့သူဆွေငင်ယူဆောင်တာတဲ့ယတနာတွေကိုပြစ်ချဖြုတ်ပစ်လိုက်ပြီးထိုင်နေတဲ့ယတနာခုံပေါ်ကနေလဲချက်ချင်းထိုင်ရလိုက်တဲ့။ လူတွေဟာနေရာကိုလိုက်ပြီးလောဘမောဟရှိတတ်တယ်။မတော်လောဘရှိသူဟာဘလူးတကောင်လိုပဲကြောက်စရာရုပ်အသွင်ဖြစ်သွားတတ်တယ်။စင်ကျင်သတိပြုကြသားတို့ဒီအချိန်မှာခမဲတော်စကားကိုလည်းပြန်လဲကြားရောင်မိလာတဲ့ မင်းသားလေးဟာခမဲတော်စကားကိုတရိယာလိုက်ပြီးယတနာတွေကိုမမောတဲ့စိတ်လေပြောက်သွားတော့တဲ့အဲ့ဒီခဏမှာပဲအမွေတွေအဆွဲတွေဟာလည်းချက်ချင်းစုသလိုပြောက်ွက်သွားတော့တာပေါ့မင်းသားလေးဟာမယားပြီကို ပြန်ခဲပြီးခမဲတော်မင်းကြီးကိုအကြောင်းဆုံးရှောက်ထားလိုက်တဲ့ကွယ် မင်းကြီးလည်းနောင်တော်တွေမရှိတော့တဲ့အတွက်မင်းသားလေးကိုပဲအိမ်ရှိအရာအနှင်းပြီးမယားပြည့်ရဲ့အကျိုးကို စတတ်တူလို့စူးစာထမ်းဆောင်စေတော့တဲ့ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော် ပေါင်းမြင်ပေးခြင်းနဲ့သင်ငန်းစာကတော့ဘယ်နေရာရောက်ရောက်မိမိရဲ့မူလစိတ်ပျောက်ကြရင်ကြောက်စရာကောင်းတဲ့ရုပ်အသွင်ကြောက်စရာကောင်းတဲ့ဘဝကိုရောက်ကြရတယ်မိမိကိုယ်ကိုလည်းထိခိုက်စေတယ်ဆိုတာဒီပုံမြင်လေးကိုနားထောင်ပြီးသင်ငန်းစာယူတက်ကြပါစီကွယ်ဒီနေ့တော့ဒီလောက်ပါပဲเนาะ